အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ DR YouTube Channel တို့ကလည်းကြိုဆိုပါရစေ။ကျုပ်ဒီကနေ့ညမှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဘိုးသမား David Raya နဲ့ပတ်သက်ပြီးတော့ဒါ ဒါမက်စီဒီကစားတမဟောင်းပေါ့လေဒါမက်စီဒီရဲ့ကိုးတမဟောင်းဖြစ်တဲ့ဒါဂျိုဟတ်ကချီယူစကားဆိုထားတယ်ဒါကဘာလဲဆိုတော့ဒါဂျိုဟတ်အနေနဲ့ဒါကျွန်တော်အကြိုက်ဆုံးကိုးတမတွေတဲမှာဆိုရင်ဒါဒေးဗစ်ရာယာပါဝင်နေပြီးတော့ဒါဒီကစားတမနဲ့ပတ်သက်ပြီးတော့ဒါသူ့ကိုကြည့်နေရတဲ့ချိန်တိုင်းကကျွန်တော်တို့ကဟာကနေဟင်ကနေဖြစ်သွားလောက်တဲ့အထိဒီကစားတမကကျွန်တော်ကိုဆွဲဆောင်နိုင်နေဆိုပြီးတော့ဒါဂျိုဟတ်ကဒေးဗစ်ရာယာနဲ့ပတ်သက်ပြီးတော့ဒါချီယူစကားဆိုထားတယ်ဒါဒေးဗစ်ရာယာကိုပိုင်ဆိုင်ထားတဲ့အာဆင်နဲ့အသင်းအနေနဲ့ပေါ့လေ ဒါအရန်ကိုကန်ကောင်းပြီးတော့ဒါဒီကစားသမားကဒါသူကပအကောင်းဆုံးကိုယ်သမားတယောက်ဖြစ်တယ်ဆိုတာကိုဒါအချင်းချင်းတက်တည်ပြထားတဲ့ကိုယ်သမားပြီးပြီးဒါအာဆင်နယ်အသင်းကလည်းဒါဘယ်လိုပြောရမလဲမီကေအာဒီတာအနေနဲ့ပေါ့လေဒါဆူဖလားတွေရယူပေးဖို့အတွက်ဒါတကယ်ကိုလိုအပ်တဲ့ကိုယ်သမားတယောက်ကိုခေါ်ယူနိုင်ခဲ့တာဖြစ်တဲ့အတွက် ါဘာပဲဖြစ်ဖြစ်ဒါအာဆင်နယ်အသင်းမှာဒီလိုမျိုးဒါဘယ်လိုပြောမလဲကမ္ဘာအကောင်းဆုံးဘုဒ္ဓမာတယောက်ရှိနေတာကဒါအာဆင်နယ်အသင်းအတွက်ဒါကျွန်တော်တကယ်ကိုဂုဏ်ယူမိတယ်ဆိုပြီးတော့ဒါဒေးဗစ်ရယာနဲ့ပတ်သက်ပြီးတော့ဂျိုဟတ်ကာချီကျူးစကားဆိုထားပါတယ်โอเคပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါကျွန်တော်တို့အာဆင်နယ်တင်းရဲ့ career martinelli နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့မှာတော့သတင်းတွေတက်လာတယ်ဒါပါလဲဆိုတော့ career martinelli ကဒါအခုဆိုလို့ရှိရင် brazil ဒါနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းနေတယ်ဒါနိုင်ငံအသင်းမှာဆိုလို့ရှိရင်ဒါဂါဗီအငယ်ကောင်ကဒါအခုဆိုလို့ရှိရင်ဒါခြေစွမ်းပေါင်းကိုပြတ်တနေတယ်ဒါအခုရောအာဆင်နယ်မှာဆိုလို့ရှိရင်လည်းဒီအာဒီမှာဒါလူစားဝင်ကစားသမားနေရာကနေပြီးတော့ဝင်ဝင်ပြီးတော့ဂိုးတွေတွင်းတွင်းပေးနေပြီးတော့ခြေစွမ်းပေါင်းတွေပြတ်တနေရပါလို့ဒါဘာပဲဖြစ်ဖြစ်ပါကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါဒီကစားသမားကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့အချိန်နဲ့ကြာပြီဒါသူ့စီကနေကျွန်တော်တို့ဒါဘယ်လိုပြောမလဲအရန်ကောင်းခဲ့တဲ့အချိန်တွေရှိသလိုဒါအရန်အားနေခဲ့တဲ့အချိန်တွေလည်းရှိတာပေါ့လေ ကျွန်တော်တို့ပြိသက်တွေကိုယ်တိုင်ကသူနဲ့ပတ်သက်ပြီးတော့အားမလို့အားမရဖြစ်တာတွေဒါအရင်များတယ်ဗျအတိုင်းပဲလေဗျဘယ်လိုပြောမလဲကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါအဲ့ဘက်ဟိုဘယ်လိုပြောဘယ်ချမ်းတောင်ပန်တိုက်စစ်ကိုဒါဘယ်လိုပြောမလဲအာတုံခွန်ဆိုင်နေလို့ quality ကစားသမားကောင်းဒါဝယ်မဖြစ်နိုင်ခြင်းကလည်းအာဆင်နယ်အသင်းမှာရှိနေတဲ့ အဲ့ဘယ်ချမ်းတောင်မှတိုက်စစ်ကစားသမားတွေအပေါ်ကိုပို့ပြီးတော့ pressure ပို့ပြီးပို့ပြီးစီတာပေါ့ဗျာသိရမလားဒီကစားသမားတွေ quality နိုင်နေဆိုရင်ဒီတက်မြင့်တဲ့ quality နဲ့ဒီတက်ကောင်းတဲ့ကစားသမားတွေဒါထောက်ဝယ်ဖြည့်နေတာကိုလေ okay ပါအဲ့တော့ Gabriel Martinelli နဲ့ပတ်သက်ပြီးတော့ဒါမေးခွန်းနေမေးထားတယ် Gabriel Martinelli ကဒါပြန်ဖြည့်ထားတဲ့ပုံမှာဘယ်လိုဖြည့်ထားလဲဆိုဒါ Gabriel ဒါမေးပြီးခဲ့တဲ့ရာသီကဒါ Arsenal တင်းကထွက်ဖို့မစီစဉ်ထားတာမျိုးတွေရှိလာတာအခုလာမယ့်ပြောင်းရွှေ့မအောင်မင်းထွက်သွားနိုင်လားဆိုတော့မေးခွန်းနေဒါ Gabriel ကိုမေးကြတယ် ်မိတဲ့အချိန်မှာကာဗီယယ်မာတင်နဲ့လီကပါပြောလဲဆိုတော့ကျွန်တော်ကလပ်အသင်းမှာပြောနေတယ်တကယ်ပါမလိမ္မာဘူးကျွန်တော်ကလပ်အသင်းမှာပြောနေတယ်ကျွန်တော်ထွက်မယ်ဆိုတဲ့သတင်းတွေကြားတဲ့အချိန်ကျွန်တော်ပြီးခဲ့တဲ့ရာသီတုန်းကဒါသူ့နဲ့ပွဲတွေအများကြီးမကစားခဲ့ရဘူးပေါ့လေအဲ့ဒီအချိန်မှာ MKRD တာကသူ့ကိုယုံကြည်ချက်တွေပြန်ပေးပြီးတော့ဒါဒီရာသီမှာသူ့အနေနဲ့ဒီလိုအကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်မှုအတွက်ဒါ MKRD တာကသူ့ကိုအကောင်းဆုံးဟိုဘယ်လိုပြောလဲ motivate ပေးတယ်ဆိုတဲ့ပုံစံမျိုးတွေဒါပြန်လည်ဖြေကြားထားတယ် ဒါတခါတည်းကြောက်လို့ရှိရင်ရှိတယ်ဗျာကြောက်ကစားသမားတွေကစိတ်ပိုင်းဆိုင်ရာထိခိုက်တာပဲဖြစ်ဖြစ်အဲဘယ်လိုပြောရမလဲဒဏ်ရတာပဲဖြစ်ဖြစ်သူတို့ခြေစွမ်းနေကြသွားတာမျိုးတွေရှိတယ်အဲ့လိုမျိုးကြောက်လို့ရှိရင်ဒါဘယ်သူပဲဖြစ်ဖြစ်ပါကျွန်တော်တို့ဒါပရိသတ်တွေကြားထဲမှာလည်းရှိတယ်ဗျာမိုတီလိုရာရေးရှိတာကျွန်တော်မိုတီလိုရယ်မိုတီလို motivation ဆိုတာလိုရယ်ဗျာသိရမလားတခါလေးကြာရင်အဲ့လိုမျိုးပဲပေါ့ဗျာဒါအခုဆိုလို့ရှိရင်လေ Gary Martinelli ဒါဒီယာတီမာတာရန်ကုန်ကိုထထပြီးတော့ခြေစွမ်းပြတာမျိုးတွေအခုဒါနိုင်ငံအသင်းကိုသွားပြီးတော့နိုင်ငံအသင်းမှာပူးပေါင်းတဲ့အချိန်မှာလဲဒါသွားရောက်ပြီးတော့ဒါခြေစွမ်းပြတာမျိုးတွေကဒါပါပြောပြောဒါမီကေအာဒေတာရဲ့ဂျေဆုတွေဆိုပြီးတော့ဒါကာရီယံမာတင်းနယ်လီကဒါပြန်လည်ဖြေကြားထားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်ကဒါလာမယ့်စနေနေ့ညဆက်မြန်မာစံတော်ချိန်7:00နာရီမှာဒါဖူဟန်ရဲ့အိမ်ပွဲမှာပရီးမီးယားလိပွဲစဉ်ရှင်းသွားရရှင်ပဲကစားမယ်ဒီပွဲစဉ်အတွက်ဒါဒီကနေ့မှာတော့အာဆင်နယ်အသင်းကဒါဘယ်လိုပြောမလဲ လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့တဲ့ဒီလေ့ကျင့်ခန်းအစီအစဉ်မှာတော့ဒါ Sky Sport ရဲ့ပေါ်ပြချက်အရာ Piero Incapi ကတော့ဘယ်လိုပြောမလဲလေ့ကျင့်ခန်းအစီအစဉ်ဒီမှာပါဝင်လာတာကိုမြင်တွေ့ခဲ့ရပြီးတော့ဒါ Noni Maruga Game Martin Origan နဲ့ဒါ Kai Harvard အပါဝင် Van Wyl တို့ကတော့ဒါလေ့ကျင့်ခန်းအစီအစဉ်မှာပါဝင်ခြင်းမရှိဘူးဆိုပြီးတော့ Sky Sport ရဲ့ပေါ်ပြချက်အရာကျွန်တော်တို့တွေသိရတယ်ကျွန်တော်တို့ဒါအရှိရာသတင်းတွေတက်လာခဲ့တဲ့အချိန်မှာတော့ဘာလို့လဲဆိုလို့ရှိရင်ဒါကိုင်ဟာဘတ်ကဒါဒီ ူဟန်နဲ့ပွဲမှာတော့ပြန်ပါမဲ့ပုံစံမျိုးတွေပေါ့လေဒါသတင်းတွေကတောက်လျှောက်တက်တယ်ဒါပေမဲ့အခုတက်လာတဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ဒါကိုင်ဟာဘတ်ကလည်းဒါဒီကနေ့လုတ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာမပါသေးဘူးဒါပီယရိုအင်ကပီတယောက်ပဲပါဝင်လာသေးတယ်ဒါနောက်ပြီးဘန်ဝိုက်ကလည်းပြန်ပြောက်သွားတယ်ဆိုတဲ့ပုံစံမျိုးတို့ပြောတာဘန်ဝိုက်လည်းပါမလာသေးဘူးအင်ဂျူဒီစင်းနဲ့ရောက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေဒါပြောကြားထားတယ်တချို့သတင်းမီဒီယာတွေမှာဆိုလို့ရှိရင်ဘန်ဝိုက်ကဘာမှမဖြစ်ဘူးတကယ်မလား အားလုံးကောင်းနေဆိုတဲ့ပုံစံမျိုးတွေလည်းတည်င်းနေရတတ်တာတယ်ဒါပေမဲ့ဒီကနေ့ဒါ Sky Sport ဆိုတဲ့ဒါတည်င်းဌာနတစ်ခုကိုဖော်ပြချက်မှာတော့ဒါ Noni Madueki နဲ့ဒါ Martin Odegaard UI ဆိုပြီးရင် Kai Havertz နဲ့ဒါ Van White တို့ဒီကစားသမားတွေကတော့ဒါဒီကနေ့ပြုတ်လုတဲ့လေ့ကျင့်ခန်းစီမှာပါဝင်လာခြင်းမရှိဘူးဆိုပြီးတော့ဖော်ပြထားပါတယ်။နောက်ထပ်သတင်းမုတ်အနေနဲ့ကိုင်ဟာဘတ်နဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်နဲ့နီးစပ်တဲ့သတင်းထားတာတွေဖော်ပြကြရအောင်ဆိုလို့ရှိရင်ပေါ့လေ။ဒါ ကင်ဟာပတ်ရဲ့ဒဏ်ရာကလေးလေးပဲမြတ်တတာပါတယ်ဒါသူတို့ခံမှန်းထားတာတက်ဒါအာဆင်နယ်တောင်းဝန်ရှိသူတွေဒါဆေးဘွက်တွေခံမှန်းထားတာတက်စောပြီးတော့ဒါအသင်းနဲ့ပြန်လဲပူးပေါင်းလာနိုင်မယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ကျွန်တော်ညီကိုတွေကဘယ်လိုထင်လဲကင်ဟာပတ်ဒဏ်ရာကဒါတကယ်ပဲဒီနှစ်ထဲမှာပြန်လာမလားဒီနှစ်ကုန်မှာပဲပြန်လာမလားကောမှာဝင်အောင်မချက်ပေးတော့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်